ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်ဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာ ရှင်မာတဲ့ခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်1ကနေအခန်းငယ်7အထိကိုလေ့လာမှာဖြစ်ပါတယ်ဒီအခန်းကြီး6ရဲ့အသစ်သာရကတော့ ဖြောင့်မတ်ခြင်းပါရမီရှိတဲ့လူသားတွေရဲ့ဒါနနဲ့တီလအကြောင်းတွေဖြစ်ပါတယ်။သူတို့ရဲ့လက်တွေ့ဘဝလှုပ်ဆောင်ချက်တွေဖြစ်တဲ့အလှူဒါနထောက်ပံ့ကူညီမဆရတဲ့အကြောင်းတွေဆူတောင်းခြင်းအကြောင်းတွေအစာရှောင်ဥပုသ်ဆောင်ခြင်းတွေနဲ့အတူဘယ်လိုသူတို့ဟာကြော်ဝပြည့်စုံခြင်းကိုရောက်နိုင်သလဲဆိုတဲ့အချက်တွေဖြစ်ပါတယ်။နောက်တစ်ခုအရေးကြီးတာကတော့ကောင်းကင်နိုင်ငံတော်နဲ့ထိုက်တန်သူတွေဟာဘုရားသခင်နဲ့ဘယ်လိုဆက်သွယ်မှုရှိတယ်ဆိုတဲ့အချက်ကို ီကျမ်းဟာဖော်ပြသွားမှာဖြစ်ပါတယ်။အလှူဒါနရဲ့ခံယူချက်နဲ့နိလန်ဆိုတာကိုစတင်ဖော်ပြလိုပါတယ်။ရှမသဲခရစ်ဝင်ခန်းကြီး6ဟာဘာသာရေးခံယူချက်ရဲ့ပြင်ပလက္ခဏာတွေအများကြီးကို ပြတဲ့ကျမ်းဖြစ်ပါတယ်လို့အစပြောခြင်းပါတယ်။အခန်းကြီး9မှာတော့ကောင်းကင်နိုင်ငံတော်ရဲ့အရှင်သခင်ခရစ်တော်ဟာဖြောင့်မတ်သောသူတို့ရှိတဲ့အကျင့်ဒလိတွေကိုဖွင့်ဟပြောဆိုခဲ့ပြီးဒီအကျင့်ဒလိတွေဟာ ကျန်တဲ့ဆရာတွေအရိရှဲတွေတက်လေဖိုင်ရလိမ့်မယ်ဆိုတာကိုသွန်သင်ပေးခဲ့ပြီလေဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလောက်ပြင်းထန်ပြီးခက်ခဲနေနေတဲ့အကျင့်တရားတွေကိုခရစ်တော်ကို ယုံကြည်ခြင်းနဲ့သာဖြည့်ဆည်းနိုင်တယ်ဆိုတာကိုလည်းတပါးတည်းသွန်သင်ခဲ့ပြီဖြစ်ပါတယ်။အခုအခန်းကြီး6ကတော့လိုက်လျှောက်နိုင်ကြောင်းနိလန်ကောင်းမြာကိုပြသသွားပါလိမ့်မယ်။အထူးသဖြင့်ကျင့်ဆောင်သူရဲ့စိတ်နေစိတ်ထားခံယူချက်ကိုလည်းပေါ်ပြသွားပါမယ်။ဒီလို လူသားရဲ့ကြင်စင်နဲ့ဖရဲသခင်တို့ရဲ့ကြားမှာအခြားဘယ်အရာကမှဝင်ရောက်ဆက်ဖက်လို့မရကောင်းပါဘူးလူသားစိတ်ဝိညာဉ်နဲ့ဖရဲသခင်ဒီနှစ်ခုရဲ့သီးသန့်အပိုင်းအခြားတစ်ခုသာဖြစ်ပါလေအခုဖော်ပြရမှာကတော့မဆကူညီမှုစုတောင်းခြင်းအစာရှောင်ခြင်းငွေကြေးကိစ္စတွေးခေါ်မျှော်မြင်ခြင်းအနာဂတ်အတွက်ပြင်ဆင်ခြင်းဆိုတာတွေနဲ့ပတ်သက်ပါတယ်အင်မတန်လက်တွေ့ကြတဲ့သုံးသပ်မှုတွေပဲဖြစ်တာကိုတွေ့ရပါလိမ့်မယ် ထမပြောမှာကတော့တပါးသူကိုမဆအကူကြီးထောက်ပံ့ခြင်းနဲ့ဆက်ဆိုင်ပြီးဒါဟာအပြင်ဘက်ကမြင်ရတဲ့အရာဖြစ်တယ်။ဒါကိုဘယ်လိုသဘောနဲ့ပြုလာလဲ။တရားသဘောနဲ့လားအကျွားသဘောနဲ့လားအဲ့ဒီအချက်ပါလေ။ရှင်မသက်ခရွင့်အခန်းကြီး6အငယ်1လူများတို့မြင်စေခြင်းဟာကိုယ်သီလအကျင့်ကို သူတပါးရှေ့မောက်၌မကျင့်မီအကြောင်းရိပြုကြလော့။ဘုမဟုတ်ကောင်းငင်ပုံ၌ရှိတော်မူသောသင်တို့အဖခံမှအကျိုးကိုမခံရကြ။ တီလာဆောက်တည်တဲ့နေရာမှာတောင်မှလူသည့်ခံပြီးကြွားကျင်တဲ့စိတ်ကိုဖျောက်ကြပါလို့ဆိုနေပြီတခါဆက်ပြီးတော့တွေ့ရပြန်လာတော့ထို့ကြောင့်သင်သည်အလှဒါနကို ပေးသောအခါပြို့ဝဲသောသူတို့သည် လူများအချီးမွမ်းကိုခံလို၍ပွဲသပင်လန်းခရီး၌မိမိတို့ရှေ့မှတဘိုးခရာမှုတ်စီပြီးညတူမပြိဟင့်ငါအမှန်ဆိုသည်ကထိုသူတို့သည်မိမိတို့အကျိုးကိုရကြသည်တဲ့ဒီစကားကိုပြောလိုက်တာကတော့ သူခေသူအခါကလူတွေရဲ့အကြောင်းကိုခရစ်တော်ကပယ်ပယ်နေနေသိလို့ပယ်ပယ်နေနေပြောလိုက်တာလို့ဆိုတဲ့မှာလေခရစ်တော်ဟာအရှိတ်ကိုထိအောင် ထိုးနိုင်တဲ့စကားကိုဒီနေရာမှာသုံးလိုက်တာပါအဲ့ဒီခေတုန်းကပါရီရှဲလူဒန်းစားတွေဟာလမ်းစုံလမ်းကွာတွေမှာခုနှစ်အင်ကြားရှိအင်ကြားဖြစ်အောင် ခရာမှုတ်ပြီးမှလူကျတန်းရတဲ့အလေအထရှိခဲ့ပါတယ်တနည်းပြောရရင်တော့အလှရှင်မှန်းသိအောင်မန်တတ်တိုင်ပြက်ချင်ကြတဲ့ဆိုတာမျိုးပေါ့ဒါကြောင့်မလို့လေခရစ်တော်က ဒီလူတွေအပြည့်ဒီစကားကိုရည်ညွှန်းပြောချလိုက်တာပါဂုံအင်မတန်မက်တဲ့အလှရှင်ကြီးတွေကိုတဲ့ရိုက်တွေ့လိုက်တယ်လို့ကျွန်တော်ဆိုချင်ပါတယ်ဘာဖြစ်ဖြစ်သူတို့ဟာအဲ့ဒီလူလှူတဲ့အခါမှာသူတို့လိုချင်တဲ့အတိုင်းအကျိုးကိုခံရပြီဆိုတာကတော့ဘုရားသခင်ကဆီကကောင်းကြီးတော့မဟုတ်ဘူးသူတို့ကသူများအချင်းကြီးဖို့လှုပ်တာမဟုတ်လားအဲ့တော့သူတို့ကိုလူတွေကလည်းတကယ်အချင်းကြီးလာကြတာကတော့အမှန်ပဲလို့ခရစ်တော်ကဒီနေရာမှာပြောလိုက်တာပါပေးဟုတ်ဆရာတပါးကတခါတုန်းကပြောဘူးပါတယ် တချိန်မှာတဲ့လူအိုယုံရဲ့မျက်မမြင်ကြောင်းရဲ့မိဘမဲ့ဂီဟာရဲ့အတွက်အလှငွေလိုက်ကောက်လိုက်တာတော်တော်နဲ့ပြည့်မီမလာပါဘူးဆိုပြီးတော့သင်းဥစရာဖြစ်တဲ့သူစီကိုတဲ့ဒီလူတစုကလာပြီးအကူအညီတောင်းခဲ့ပါတယ်ဒီခါမှာသူကခရစ်တော်စီကရှင်မသက်ခရစ်ဝင်ကရတဲ့ဩဝါဒတွေစီကညံကိုသူသုံးပြီးတော့အလှငွေခံလိုက်တာဥပုံနဲ့ဝတ်ပြုစီဝေးတစ်ခုထဲမှာတခါတည်းအပြည့်ရသွားတော့တယ်လို့သူကပြောပါတယ်သူကဘယ်လိုလုပ်ကြလဲဆိုင်ရင်အဲ့ဒီစီဝေးမှာ ဒီလိုမိဘမဲ့ကေဟာတို့မျက်လမြင်တို့လူအိုယုံတို့မှာအခက်အခဲတွေရှိနေပြီဒုက္ခတွေရောက်နေကြပြီအသင်းတော်ပြိပတ်တွေတဲ့အနည်းဆုံးဒေါ်လာ100စီလောက်လှူမဲ့လူများရှိရင်မတက်ရက်ပြပါလို့လဲဆိုော်တကယ်ဖလိုက်ကြတဲ့ပြိပတ်တွေမနည်းဘူးဆိုပဲအထူးသဖြင့်တထီးတွေပေါ့ပါမန်အလှငွေခံတဲ့အချိန်ဆိုရင်တဒေါ်လာလောက်သာထည့်မဲ့လူမျိုးတွေလीအခုလို လူသိရှင်များလဲတခါတည်းမတက်ရက်ခိုင်းလိုက်ကြရောအရန်ရဲ့ရဲ့ရောဖြစ်ပြီးတော့တခါတည်းအလှငွေတွေဘုံဘောလောဖြစ်သွားတယ်တဲ့ ဒါဟာလူစိတ်လူရဲ့ဇာတိသဘောဘုရားသခင်ကတော့မကြိုက်မနှစ်သက်ဘူးလူသိသိမသိသိဘုရားသခင်သိတဲ့အတွက်အစွန်းတတိရှိသမျှနဲ့အလှူဒါနကိုပြုကြဖို့အကြံပေးလိုက်ပြစီပြီးတော့အသင်းတော်တခုမှထပ်ပြီးတွေ့ရတာကတော့တဲယုတ်ဆရာတပါးစီကိုပလင်ပေါ်မတက်ခင်အချိန်တိုင်းမှာလူကြီးလူကောင်းတယောက်ဟာဆက်လက်မှတ်တစောင်းလာလာပြီးပေးပါတဲ့တဲယုတ်ဆရာကလည်းဒီအလှူငွေကိုအသင်းတော်အတွက်အခုလိုလှူလာကိုဝမ်းသာကြောင် ဆူတောင်းပေးမိအကြောင်းအမြဲကျေးဇူးစကားပြန်ပြန်ပြောပြီးတော့လက်ခံလိုက်ပါတယ်။ဒါပေမဲ့အသင်းတော်ကိစ္စကြင်ညာတဲ့အချိန်မှာတော့ဒီလူဒီလူလာပြီးလှူတာကိုထည့်မပြောတော့အဲ့ဒီပုဂ္ဂိုလ်ကြီးဟာစိတ်ောက်ပြီးနောက်ပိုင်းမှာအဲ့ဒီအသင်းတော်ကိုမကက်တော့ပါဘူးလေ။သူ့ရင်ထဲမှာသူ့လှူတာလေးလောက်ကိုတောင်းမှကျေးဇူးစကားနဲ့သူ့ကိုလူအများရှိမှချီးမွမ်းထောမနာလေးအနည်းဆုံးပြုစီခြင်းနဲ့လေ။ပြေုပ်စရာကတော့လေဒီလူမလာလဲမလားမလှူလဲမလှူတော့ စိတ်မကောင်းဖြစ်နေစေမှာဂျားလူတယောက်ကဆရာကြီးအဲ့ဒီလူကတော့အဲ့ဒီလူပဲဆရာကြီးအပေါ်မှာစိတ်ခုသွားလေသူလူတန်းကဒါလေးတောင်မှဆရာကြီးကသူ့နာမည်လေးတက်ပြီးမကြင်ညာပြီးတော့သူခင်ဗျာစိတ်မကောင်းဖြစ်သွားလို့အခုတော့ဆရာကြီးအသင်းတော်ကနေတခြားအသင်းတော်ကိုရောက်သွားပြီးဆရာကြီးရေပြောတယ်အဲ့တော့မှဆရာကြီးလည်းသဘောပေါက်ပြီးအော်ဖြစ်မှဖြစ်ရပါလေဒါဟာပါရီရှဲဆန်လိုက်တာနော်ကျွန်တော်စီကိုသူ့လိုပဲအပတ်စဉ်စိတ်ကားအလုသမားတယောက်ဟာချက်လက်မှတ်လာလာပြီးတဲ့ အဲ့ဒီစိတ်ကားအလုသမားကတော့လေအိတ်ကလေးနဲ့အမြဲအသေးပိတ်ပြီးမှပေးုံနေမကဘူးစီဝေးပြီးမှဖွင့်ကြည့်ပါဆရာကြီးရဲ့ကျေးဇူးပြုပြီးကြော်လဲမကြော်ညာပါနဲ့ဆိုပြီးတော့အမြဲတမ်းတားလေးရှိတယ်လေပြီးတော့ဖွင့်ကြည့်လိုက်တိုင်းလေခမည်းမိတ်ဆွေတဲ့အနည်းဆုံးနှစ်ဆလောက်များများလှူနေကြဖြစ်ပါတယ်လို့သင်းယုတ်ဆရာကြီးကဒီမိတ်ဆွေပြန်ပြောလိုက်တယ်ဒါဟာစိတ်တက်ခြင်းကြွားချမှုကိုပေါ်ပြရာမရောက်ဘူးလားဒါကြောင့်စောစောကဏီတန်းပြိုးတုံးကပြောခဲ့တယ်လို့ပြောရမယ်ဆိုရင်တော့ မိတ်ဆွေတို့ရေသင်ဝိညာဉ်နဲ့ဘုရားသခင်ရဲ့ကြားမှာ တခြားဘာမှမလို့ဘူးကြွားစရာမလိုဘူးမန်တက်တိုင်းတက်ပြစရာအကြောင်းလည်းမလိုဘူးဘုရားသခင်ကလည်းဒီလိုအကြွားပါတဲ့လူမျိုးကိုမနှက်သက်ပါဘူးလို့ပြင်ပြလိုက်ပါရစီကျွန်တော်ဓမ္မတက်ကသူចောင်းသားဘွားတို့ကလည်းတက်ကသူကကျွန်တော်အဆောက်အအုံပေါ်မှာမျောစင်ကြီးတစ်ခုဆောက်တဲ့အချိန်ဘသူဘဝနာမည်နဲ့ကပီးထိုးဆောက်ရမယ်ဆိုပြီးတော့ကပီးထိုးခံရင်နဲ့ပုပ်ကိုကြီးတွေအရှိုးရှိုးရောက်လာပြီးလှူကြတယ် တက်ကပ်တို့ကလည်းမဆောက်ရင်မဖြစ်မဖြစ်ရင်လည်းအမြင်ကနှုတ်နေလေတော့အဲ့ဒီပုပ်ကိုကြီးတွေနာမည်တွေခွင်းပြီးတော့မျှော်စင်ကြီးဆောက်လိုက်တာဒီနေ့တည်းရှိနေတာပဲအဲ့ဒီမျှော်စင်ကြီးနဲ့အတူအလှရှင်တွေရဲ့နာမည်တွေကတော့ဒီကနေ့အချိန်မှာလမ်းစုံလမ်းကွာဟာတဘိုးမှုတ်သံများပမာထင်ရှားလို့ကြံခဲ့လေရဲ့ခရစ်တော်ပြောခဲ့သလိုထိုအလှရှင်ကြီးများကိုလည်းသူတို့ကြားကျင်တဲ့တဘိုးမှုတ်သံကိုသူတို့ကြားရတော့ကျင့်တဲ့ဝမ်းမြောက်နေကြမှာပါသူတို့လူကျင်တဲ့ အကျိုးအတိုင်းသူများအထင်ကြီးမှုကိုလည်းခံစားနေရပြီလေရှင်မသက်ခရစ်ဝင်အခန်းကြီး6အငယ်3မှ4အထိပါတော့အခုလိုဆက်လက်တွေ့ရပါတယ်သင်သည်အလှူဒါနပေးသောအခါပေးကြောင်းကိုမချင်ရှားစေခြင်းကလက်ရလက်ပြုသည်အမှုကိုလက်ဝဲလက်ဖျားမသိစေနှင့်မချင်ရှားသောအရာကိုမြင်တော်မူသောသင်၏အဖသည်အကျိုးကိုထင်ရှားစွာ ပြတော်မူလက်တန်းလို့ဖြစ်ပါတယ်သိပ်ပြီးဝိညာဉ်သဘောတက်ဝင်တဲ့အဆုံးမှဖြစ်ပါတယ်အတိတ်တည်းကတော့ တခြားလူသိအောင်ကြွားဖို့နေနေသာသာငါတော့ဘလို့လှူလိုက်ရပါဟဲ့ဆိုတဲ့တွေးမျိုးတောင်မှမဝင်ပါနဲ့လို့ဘုရားသခင်ဆုံးမခဲ့တာဘုရားသခင်ကကျွန်တော်တို့မိစေတို့ကိုဖန်ဆင်းတယ်ရှူဖို့လေပောက်ဖို့ရေနဲ့အသက်မွေးလောက်တဲ့အစာတွေကိုပေးတယ်ပြည့်လျော်တဲ့ဘဝအခြေအနေတွေအကုန်လုံးကိုပေးသနာထားပါတယ်ဒီအချက်ကနေပြီးသူ့ရဲ့ကိုစားဆင်းရဲတဲ့လူတွေအိုမင်းမဆွမ်းရှိတဲ့လူတွေမကြမ်းမမာနေတဲ့ဒုက္ခတွေဆင်းရဲတွေနဲ့ရှိုင်းနေတဲ့လူတွေကိုကုညီတယ်ဆိုတာဟာတကယ်တော့ ဖျားသခင်ပေးတာတွေနဲ့ပဲဖျားသခင်ကိုပြန်ပေးရတာပဲမဟုတ်ဘူးလားဒါဘာကြွားစရာရှိလဲကြွားစရာမရှိတယ်လို့တွန့်တူစရာလည်းအကြောင်းဘာမှမရှိဘူးဒါကြောင့်တောင်ပေါ်ဒေသနာကိုအတိအကျစီးကပ်ကိုးကွယ်ပါတယ်ဆိုတဲ့ဘာသာရေးတော်လှန်ရေးသမားအပေါင်းတို့ကြီးတရားသဘောရဲ့အချက်ကဖျားဟောတဲ့အချက်တွေကိုလည်းစိစိစဉ်းစားကြပါအောင်လို့ဒီနေရာမှာအကြံပေးလိုက်ပါရစီစစ်မှန်သောဆူတောင်းဆိုတဲ့အပိုင်းကိုအခုကျွန်တော်ဆက်ပါမယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်9 သင်သည်ဆူတောင်းပတနာပြုသောအခါပြုတ်ဝက်သောသူတို့နီးတူမပြုတ်ဟင်ထိုသူတို့သည်လူများတို့ရှေ့မှထင်ရှားစီခြင်းဟပွဲသတင်းလမ်းဆောင်လမ်းဝါတို့၌ရက်ရက်ဆူတောင်းခြင်းဟအလိုရှိကြ၏ငါအမှန်ဆိုသည်ကားထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏ဒီနေရာမှာပြုတ်ဝက်သောသူဆိုတာဟာအင်္ဂလိပ်ဝါဟာရအရာကေပိုခရစ်လို့ပြောထားပါတယ်သူတို့သိသိနေထိုင်တာကိုပြုတ်ဝက်တဲ့လူတွေဆိုပြီးပြောတာမဟုတ်ပါဘူး သူတော်ကောင်းဟန်ဆောင်တဲ့လူတွေကိုဆိုလိုခြင်းပါအဲ့ဒီလိုလူမျိုးတွေကိုခရစ်တော်ပြောပုံကလည်းမပြော့ပြောင်းဘူးကြမ်းတမ်းနဲ့ပြက်ပြက်သားသားကြီးနဲ့တဲတို့ပြောတယ်ဆိုပြီးကျွန်တော်သုံးသပ်မိပါတယ်သူတို့လည်းပဲသူတို့ဤသူတို့ဟန်အတိုင်းအကျိုးကိုခံရတာပဲတဲ့ဓမ္မဝုယုံကြီးခြုံပြီးမမမမနဲ့တွားပြီးဇရက်တို့လမ်းစုံလမ်းကွာတို့ကနေပြီးတော့အော်ကြီးဖြစ်တဲ့ဆူတောင်းတယ်လीအဲ့တော့လူတွေကသူတို့ကိုဝိုင်းကြည့်ပြီးချီးမွမ်းတယ်လीအဲ့ဒီအကျိုးကိုသူတို့ခံရတာအမှန်ပဲပေါ့သူများဝိုင်းကြည့်တာကိုပဲသူတို့ကလည်းဥမြူးတယ်လी ကယ်လဲသူတို့ကအချီးမွမ်းခံရတဲ့သူတွေကိုရှမသက်ခရဝင်ခန်းကြီး6ငွေ6မှာကြတော့အခုလို့ဆက်ထားတယ်။တင်သည်ဆူတောင်းသောအခါစိတ်ညံရန်အခန်းသို့ဝင်၍တကားကိုပိတ်ပြီးမှမထင်ရှားသောအရာ၌ရှိတော်မူသောသင်အဖကိုဆူတောင်းလော့မထင်ရှားသော အရာကို မြင်သော မြင်တော်မူသောသင်အဖပြီးအကျိုးကိုထင်ရှားစွာပေးတော်မူလက်တန်လို့ဖြစ်ပါတယ်။အခုရှမသက်6ရဲ့အစကနေပြီးပေါ်ပြလာတဲ့အပိုင်းတစ်လျှောက်ဟာတော့ ခရစ်တော်ရဲ့အဆုံးအမဟာခေပြောင်းတော်လှန်ရေးအသွင်သဏ္ဍာန်ကို ဆောင်သွားတယ်လို့နိုင်ငံရေးစကားနဲ့ကျွန်တော်ဆိုချင်ပါတယ်ခရစ်တော်ယေရှုဟာကျွန်တော်တို့ကိုဘုရားသခင်ဟာကျွန်တော်တို့ရဲ့အဖဆိုတဲ့အချက်ကိုအလီလီဖော်ပြလာနေပါတယ်အခုသူသွန်သင်နေတာဟာလဲကောင်းကင်နိုင်ငံတော်သားတွေအဖြစ်လူသားတွေကိုသဘောထားပြီးတင်ကြားနေတာလို့ခံယူရပါမယ်ဘုရားသခင်ရဲ့သားတော်အဖြစ်ကျွန်တော်တို့ဒီကနေ့မှဘယ်လိုခံယူနိုင်တယ်လဲဆိုတာကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး အငယ်၁၀နှစ်မှာအခုလိုအဖြစ်ရှိပါတယ်။ထိုသူကိုလက်ခံသမျှသော သူကြီးဟုသောကိုတော်ကိုယုံကြည်သောသူတို့အားဘုရားသခင်၏သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏ဆိုတဲ့ဖြေပါပဲ။ခရစ်တော်ဟာနိကောရိန်ဆိုတဲ့သူ့ကိုယုံကြည်လာသူခရစ်ရှဲဓမ္မဆရာတယောက်ကိုပြောဆိုဆုံးမရမှာတောင်မှဒုတိယမွေးပွားခြင်းကိုခံရမယ်။ဝိညာဉ်တော်၌အသက်မွေးဖွားခြင်းကိုမင်းခံယူရမယ်ဆိုပြီးတော့မှာကြခဲ့ပါတယ်။ဒါကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး3မှာကျွန်တော်တို့ဖတ်ကြည့်တွေ့ရပါလိမ့်မယ်။အဲ့ဒီလိုအသက်သောဝိညာဉ်ကိုမရယူသည်ကာလပတ်လို့ဘုရားသခင်ရဲ့သားတော်လို့အခေါ်ခံခွင့်အမှုမှန်မှမရှိပါဘူး။တမဟောင်းကာလမှာတော့ဘုရားသခင်ဟာဣသရေလလူမျိုးတော်ကိုငါသားဆိုတဲ့စကားနဲ့သုံးဆွဲတာကလွဲလို့လူသားတူချင်းအပေါ်မှာသားဆိုတဲ့ဝေါ်ဟာရကိုမသုံးခဲ့ပါဘူး။အခုခရစ်တော်အချိန်ကာလမှာတော့ခရစ်တော်ဟာလူစားတီကိုခံယူထားတဲ့ဘုရားသခင်ဖြစ်တာနဲ့အညီ ငါအမှန်ဆိုသည်ကားဆိုတဲ့စကပိုက်ကိုလည်းအချက်စီးကရယူသုံးဆွဲခဲ့ပြီလူတူးချင်းကိုလည်းဖျားသခင်သားများအဖြစ်ခေါ်တွင်လိုက်ပါပြီဒါကြောင့်ဓမ္မသစ်ကျမ်းဟာတော်လှန်ရေးတစ်ခုရဲ့အသွင်ကို ဆောင်လာပြီလို့ကျွန်တော်ကဆိုလိုက်တာပါအခုလို့ကျွန်တော်ကပြောလို့ပမာကျမ်းစာကိုကိုထင်းတယ်လို့အတိတ်ပဲဖွင့်နေ liberalism လို့ခေါ်တဲ့လွတ်လပ်သောဓမ္မတော်လှန်ရေးသမားတွေ ਨੇ ရောပြီးတော့မတွေးလိုက်ပါနဲ့နော်ဒီလူတွေကတောင်ပေါ်ဒေသနာကိုအတင်းပေါင်းခတ်ပြီး ဘာသာရေးကြီးတစ်ခုလောက်ကိုးကွယ်ခြင်းတဲ့တရားတွေဝါဒီတွေသာဖြစ်ပါတယ်အခုခရစ်တော်ကတော့ဘုရားသခင်လည်းဖြစ်တယ်ဓမ္မဟောင်းကျမ်းစာများကိုဖျက်ပယ်ခြင်းဟာလာသူမဟုတ် ပြည့်စုံစေဖို့ရန် လာသောကယ်တင်ရှင်လည်းဖြစ်တယ်ဆိုပြီးတော့သူ့ကိုယ်သူပြောခဲ့ပါတယ်သူ့ရဲ့ဓမ္မသစ်ဆိုတာဟာအခု မြေလောကသားတို့ရဲ့နှုတ်ကပတ်တော်ကိုပိုမိုအသက်ပါပါကိုးကွယ်နိုင်အောင် လူသားဆန်ဆန်ခံယူကျင့်သုံးနိုင်အောင်လို့ပြုပြင်ခြင်းတော်လှန်ခြင်းမျိုးဖြစ်ပြီးတော့ အလွန်ကျယ်ပျော်ရှိလျားတဲ့ကမ္ဘာသမိုင်းမှာခရိယန်ဆိုတဲ့ power အသက်ရှင်သန်မှုမှာအခြေခံတဲ့ကိုးကွယ်ရာဘာသာတရားကြီးကိုလူသားတိုင်းအတွက်အုတ်မြစ်ချပေးနေတာပဲဖြစ်ပါလေ။ဒါကိုအပေါ်ယံကျော်လွှာပြီးစဉ်းစားလို့တော့မရဘူး။အလေးနဲ့စဉ်းစားလက်ခံကျင့်သုံးရပါလိမ့်မယ်။အခုဆိုရင် ခရစ်တော်ဟာဘုရားသခင်နဲ့ဘုရားသခင်ဖြစ်တဲ့လူသားကိုမိသားစုအဖြစ် ပေါ်ကျူးလိုက်ပြီးအဖနဲ့သားသမီးများအဖြစ်သတ်မှတ်ပေးလိုက်ပါပြီ။ ဆူတောင်းမှုနဲ့ပတ်သက်ပြီးဒါကိုပဲဝင့်ကြွားစရာကြီးလို့မပြုတ်မှုကြဖို့နဲ့လိုချင်တာကို အဖေစီမှာတိုးတိုးတက်စာရင်ဖွင့်တောင်းဆိုသလိုဆူတောင်းကြပါဘုရားသခင်ကမင်းတို့ရဲ့စိတ်နှလုံးကိုသိတယ်မင်းတို့ရဲ့ဘဝကိုနီးနီးကလေးကကပ်ပြီးကြည်နေတာစသဖြင့်သူကတွင်တင်ပေးလိုက်တာပဲဖြစ်ပါတယ်ရှမသဲခရဝင်ကျန်ခန်းကြီး6အငယ်9မှာဆက်ပြီးဆိုတာကတော့တင်တို့သည်ဆူတောင်းသောအခါဖာနာပလူတို့နီးတူ အချီနီသောစကားဖြင့်အထက်ထမမွတ်ကြနှင့်ထိုသူတို့သည်များစွာသောစကားအားဖြင့်မိမိတို့အလိုပြည့်စုံမည်ဟုချင်မှတ်ကြ၏ထိုသူတို့ဤသူမပြုတ်ကြနှင့်ကြီးမတိုက်ကြနှင့်ဆူတောင်းရမှာဒါမှမရရင်မဖြစ်ဘူးဆိုတဲ့ယမက်ဒေါသဂုံမမြောက်ကြပါစေနှင့်စောစောကကျွန်တော်ပြောခဲ့တဲ့အတိုင်းမချင်ရှားသောအရ၌ဘုရားသခင်ဟာရှိနေတယ်မင်းတို့လူဓာတွေကိုသူသိတယ်လို့ခရစ်တော်ဟာဆိုချင်တာပဲဖြစ်ပါတယ်မချင်ရှားသောအရဆိုတာကအင်္ဂလိပ်လို့ secret တို့သုံးနေဘုရားသခင်ဟာအင်မတန်ပူပူသိသိနဲ့မင်းတို့မမှန်းဆနိုင်လောက်အောင်ပြိမွေ့စွာရပ်တန့်နေတယ်လို့ဒီနေရာမှာခရစ်တော်ဆိုလိုက်တာပါရှင်မသက်ခရစ်ရဲ့အခန်းကြီး6ငယ်10မှာကြတော့အကြောင်းမူကားသင်တို့အလိုရှိသမျှကိုသင်တို့မတောင်းမိကြပဲသင်တို့အဖသိတော်မူ၏ကျွန်တော်တို့ကိုဖန်ဆင်းတယ်ပိုင်သတယ်စัจ java လအနန္တကိုဖန်ဆင်းတယ်ပိုင်သတယ်တက်ရှိတက်မဲ့လောကကိုအုပ်ချုပ်တယ်ဒါပေမဲ့ တဲ့ဦးဆံပိုင်လိုအဖန်ကြားရတဲ့ခက်ပြေးရတဲ့အာနာရှင်ကြီးမဟုတ်ဘူးမြစ်တာနဲ့ရစ်ပတ်ဖွဲ့နှောင်တဲ့ဖျားစိတ်နှလုံးနှိမ့်ချခြင်းဖြောင့်မတ်ခြင်းတရားကိုစာငတ်ခင်မှုမှုကိုလူကျင်တဲ့ဖျားဖြစ်တယ်လူသားကိုမျက်လို့သောဖျားဖြစ်ပါတယ်ကြားပွဲစားမလို့ပဲကိုးကွယ်နိုင်တယ်ရင်ဖွဲ့အသနာခံနိုင်တယ်ဒါကြောင့်မလို့လူကြားကောင်းအောင်ဝုတ်ဖြူစင်ကြယ်ကြီးဝုတ်ပြီးတော့လူပုံလဲမှာကြက်ကြက်ဆူအောင်អော်ပြီးတောင်းเสียရမလို့ဟူဆူတောင်းတဲ့နေရာမှာ နှိမ့်ချစွာနဲ့ဆူတောင်းဖို့လိုတယ်။ငြိမ်သက်တဲ့နေရာမှာစိတ်နှလုံးကိုငြင်းငြင်းချမ်းချမ်းထားပြီးဆူတောင်းကြပါ။မင်းတို့မှာဘာတွေလိုအပ်နေရဆိုတာကိုမင်းတို့ရဲ့အဖဟာ မတောင်းမိကလေးကသိတယ်။ဒါပေမဲ့မင်းတို့ကသူ့ကိုချစ်ခင်ယုံကြည်တာချင်းကတ်တာကို तू ကကြိုက်တယ်။ဘာကြောင့်လဲ။ဒီလူသားကိုသူကိုယ်တိုင်ကမျက်မျက်နှုတ်ဖန်ဆင်းထားတာမဟုတ်လား။ဒါကိုခရစ်တော်ကအထူးပြုဟောပြနေပါတယ်။အခုဆက်လက်လေ့လာမှာတော့ ခရစ်တော်တင် जा ပေးတဲ့စူတောင်းပတနာပြုနည်းပဲဖြစ်ပါတယ်။အငယ်၉ထို့ကြောင့်သင်တို့စူတောင်းရမည်မှာကောင်းငင်ပုံစံရှိတော်မူသောအကြာကိုတော်၏နာမတော်အားယူသည်လေးမျက်ချင်းရှိပါစေတော်တဲ့။အလောက်ယူသာရှင်းလင်းတယ်လေ။မြစ်ကတကူအရှင်အဝါပါတယ်လေ။ဒီနေရာမှာအထူးသိထားရမှာကသူ့ကိုဘယ်လိုတောင်းဆိုရမယ်ဆိုတာကိုသူကိုယ်တိုင်သင်ပေးနေတာနော်။ခရစ်တော်ရဲ့ဘုရားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့ဟာ သုံးပါပေါင်းတဆူဒီသောဘုရားသခင်ဖြစ်တယ်။ခရစ်တော်ကိုသားတော်လို့ကျွန်တော်တို့ခေါ်တာကလူစားတိကိုခံယူထားတဲ့ဘုရားသခင်အဖြစ်သာသားတော်လို့မှတ်သားခေါ်ပေါ်တာ။ကျွန်တော်တို့လူသားကဘုရားသခင်ရဲ့သားသမီးများအဖြစ်ခံယူရတဲ့ဆိုတာကခရစ်တော်ကိုယုံကြည်ကိုးကွယ်ခြင်းအဖြစ်သာရရှိလာတဲ့အခွင့်အရေး။ဒါကြောင့်ခရစ်တော်အနေနဲ့ကဒီပတ္ထနာကိုဆိုပြီးဆုတောင်းစရာလိုတဲ့သားမျိုးမဟုတ်ဘူး။သူနဲ့ဘုရားသခင်ရဲ့သားနဲ့အဖအသွင်ဆောင်ထားခြင်းက တမင်ကျူးပန်းရယူထားတဲ့အဖြစ်မျိုးမဟုတ်ဘူးကြီးမားတဲ့ဂန္ဓာခွဲခြားမှုကြီးမျိုးနဲ့လည်းမဟုတ်ဘူးမြေကမ္ဘာလောကနဲ့ကောင်းကင်နိုင်ငံတော်ကိုဆက်ဆက်နိုင်ဖို့အတွက်အလိုတော်အတိုင်းပြုပြင်တဲ့အရာဖြစ်စေသတည်းဆိုတဲ့အရာပဲလူညံနဲ့မမှီနိုင်လောက်အောင်ကြီးမားတဲ့အရာကောင်းကင်ဘုံနဲ့ရှိတော်မူသောဆိုတဲ့စာကြောင်းကဘာကိုဖော်ကျင်းကလေးဒီစัจ java လာတဏှာရရမှာငုတ်တုတ်ထိုင်နေတာမဟုတ်ကြောင်းကိုဖော်ပြတာပေါ့ ။ तू ဖန်ဆင်းတဲ့အနန္တစက်ကြဝဠာရဲ့ဘယ်နေရာမှာမဆိုသူရှိတယ်။ကျွန်တော်20ရာစုခေတ်သိပ္ပံပညာရှင်ကြီးတွေဒေါ်လာတွေဘီလီယံပေါင်းမြောက်များစွာနဲ့မှန်ဘလူးကြီးတွေဂျိုးရူကြီးတွေနဲ့အခုထိရှာလို့မကုန်နိုင်တဲ့အဆုံးမထင်တည်နေတဲ့အရာတွေအကုန်ကို तू ကတည်စီဆိုလို့တည်နေကြတာ။ तू ကဂျိုးတွေအကုန်ကိုပိုင်နေဒီဂျိုနဲ့ဟိုဂျိုနဲ့ဝင်တိုက်စီဆိုပြီးတော့လဲခိုင်းလို့ရတယ်။ကိုရောဤနာမတော်အား ယူသည်လင်းမြတ်ခြင်းရှိပါစေသောဆိုတော့အဲ့ဒီချီးမြှင့်ခြင်းကရောတူတောင်းပေမဲ့မပီပြင်ဘူးလားသူ့ကိုသင်ရှင်းမြင့်မြတ်တဲ့ဘုရားသခင်လို့ကျွန်တော်တို့ဆိုကြင်တာပဲမဟုတ်ဘူးလားဘုရားသခင်ကဘုရားသခင်ဘာနဲ့မှကိုစားပြုစိတ်ကူးရင်ဖန်ဆင်းလို့မရဘူးအစားထိုးထက်သွင်းလို့လည်းမရကောင်းဘူးအရှိတရားပဲအဲ့ဒီမဖြောက်ဖြက်နိုင်တဲ့အရှိတရားဒါမှမဟုတ်ရင်ပရမတ္တသစ္စာတရားလို့ဆိုနိုင်တဲ့တရားနဲ့တကွဘုရားသခင်ရဲ့ယူသည်လင်းမြတ်ဖွယ်ကောင်းခြင်း တန်ရှင်းစင်ကြယ်ခြင်းကိုဖျားသခင်ကိုချစ်တဲ့လူတွေကလူလူချင်းကြားမှာတက်သီခံပြီးနေကြရတယ်။ဥပမာအာဗြဟံရဲ့ယုံကြည်ခြင်းနဲ့ဖြောက်မှတ်ခြင်းဖျားသခင်ကိုကိုးကွယ်ခြင်းဟာခါနန်သားတွေကိုဖျားသခင်ရှိမှန်သိလာစေတယ်မဟုတ်ဘူးလား။ရောက်လေရာရာလှုပ်ဆောင်လေရာရာမှာဖျားသခင်ကိုအစဉ်ဦးစားပြီးတော့အဘိမလက်ဘရင်တို့တခြားခါနန်သားလူတွေကအာဗြဟံနဘေးမှာ တင့်ဖျားသခင်ဒီတင်းနဲ့အစင်ရှိနေပါကလားဆိုတာကိုအဇက်ကဖွင့်ပြီးတော့ဘုံခံလာကြရတယ်လीအလိုအလျောက်အာဗြဟံကိုသူတို့ကြောက်ရွံ့ယူသေးလာကြရတယ်လीအာဗြဟံအသက်ရှင်တော်မူသောဖျားသခင်ကိုသမိုင်းဦးကာလကဖျားရှိမှန်းတော်လဲသိတော့သိတယ်သိပေမဲ့ဘာကိုဘယ်လိုကိုးကွယ်ရမှန်းမသိတဲ့လက်ရောင်ရောင်နွားရောင်ရောင်နေရောင်ရောင်မီးရောင်ရောင်ဖြစ်နေတဲ့လူတွေရေကိုကိုးကွယ်လို့ကိုးကွယ်ဖြစ်နေတဲ့လူတွေကို အသက်ရှင်တော်မူသောသာဝရဘုရားသခင်နဲ့ထိတွေ့ပေးခဲ့တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များတယောက်ပဲရှမသဲခရစ်ဝင်ကျမ်းအခန်းကြီး6ငယ်30နိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းရင်ဘုံ၌ပြည့်စုံကြသို့မြေကြီးပေါ်မှာပြည့်စုံပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောဆိုတာကတော့မြေကြီးပေါ်မှာခရစ်တော်ပြောတဲ့ကောင်းရင်နိုင်ငံတော်ကိုဆိုလိုတာလားခရစ်တော်မြင်ရင်တဲ့ကဘာအုပ်ဆိုးလိုတဲ့ကဘာဖြစ်တယ်လူသားတွေရဲ့နှလုံးသားတွေကိုအကျွင့်မဲ့ပြောင်းလဲတဲ့အခါသမယကို ရည်ညွှန်းနေပါတယ်။ကျွန်တော်တို့လူသားတွေအစဉ်လျော်လင့်နေရမယ်။ပြည့်စုံခြင်းကာလကအသက်မွေးလောက်သောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါတဲ့။ဥပုံနေ့ကိုရောက်လို့ခရရှိခိုးကြောင်းတက်တဲ့အချိန်တိုင်းမှာပတနာတော်ရွတ်တိုင်းဒီအချက်ဟာပါပါလာတယ်။အမှန်တော့မနဲ့မိုးလင်းကလေးကမူဟင်းငါတို့နံပြားတို့ပဲပြုတ်တို့နဲ့လက်ဖက်ရည်အဝသောက်ပြီးတော့ပိုက်ကားနေခဲ့ကြပြီ။စီဝေးပြီးလို့အိမ်ပြန်ရောက်ရင်လဲစားဖို့တော့ဖို့အတွက်တောင်းမှစိတ်ကူးနေကြပြီမဟုတ်လား။ တရားဟောတာတောင်မကြားတစ်ချက်ကြားတစ်ချက်နဲ့ပါဇက်ကတပြက်ပြက်မြည်ပြီးတော့ပိုက်ပွတ်နေကြပြီလေဣသရေလလူမျိုးတွေကိုအီဂျစ်ပြည်ကနေထုတ်ဆောင်လာတဲ့အချိန်တုန်းကမြကြည်စမ်းမအောင်တခါမှငတ်ရတယ်ဆိုတာမရှိဘူးမုံငေကိုမိုးရွာတယ်လို့ယွာချပေးခဲ့တယ်တဲ့တမသိခေရောက်ပြန်တော့လေခရစ်တော်နှုတ်ကိုလက်ရင်တော်ကြီးမြင်မဲတဲ့မှာငတ်တော်မယ်ဆိုပြီးလူတွေစိတ်ပူနေတော့မုံကလေးငါးလုံးနဲ့ငါးနှစ်ကောင်နဲ့ရှိတာကိုလူ9000စားပြီးတာတောင်မှမကုံနိုင်မခန့်နိုင်မင်းသိမ့်ယူခဲ့ရတယ်ဆိုတာကို မိတ်ဆွေတို့ကြားပူးကြမယ်ချင်ပါတယ်။နေ့တိုင်းရအစင်သင့်စားနေရတော့ကျွန်တော်တို့ဒီအပိုက်ကိုခပ်ပော့ပော့ပဲကြော်သွားပွားရကြပါတယ်။ဒါပေမဲ့လက်နဲ့ရှိုင်းရှိုင်းစဉ်းစားလိုက်ရင်လူသားတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေလူမဆန်စွာပြုတ်မှုဆောင်ရွက်မှုတွေဝင်ပြနိုင်စွန်းရှိပါရဲ့နဲ့မဝင်ပြနိုင်မှုတွေကြောင့်သာတချို့နေရာတွေမှာ လူလူချင်းအပြစ်ကြောင့်ငတ်တွေတာရှိရင်ရှိမယ်။ဒီကဘာပေါ်မှာတော့ကြားသခင်ကတော့ကဘာဦးကစပြီးဒီတနေ့တဲ့အချိန် ကျွေးမွေးနေကြတာပါပဲအချိန်ကလိုအပ်ချက်ဖြစ်တဲ့သမုတ်တရားဝန်းတထွာအတွက်ကိုတရားသခင်မကျွေးမွေးလို့ပိုက်မောက်ပြီးနေရတဲ့အရာဘယ်မှာရှိတယ်လဲလို့ကျွန်တော်စိန်ခေါ်မေးမြန်းနေပါတယ်သူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြမားသော အပြစ်များကို ကျွန်ုပ်တို့သည်စွတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်များကိုစွတ်တော်မူပါတဲ့ဒါဟာရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး6ရဲ့အငယ်7အထိတွေ့လာတဲ့ခရစ်တော်ကိုယ်တိုင်သင်ပေးတဲ့ဆုတောင်းပတနာတော်ဒီပါပဲကဲ သေသေးချာချာစဉ်းစားကြည့်ပါဦးကိုရရှင်ခရစ်တော်သင်ပေးခဲ့တဲ့ဒီပတ္ထနာတော်အရာကိုပဲလူသားတိုင်းမှာ အပြစ်ရှိနေတယ်ဆိုတာဟာသိသာနေစီပြီမဟုတ်လားအပြစ်ကိုလွတ်တော်မူပါတဲ့အဲ့ဒီလိုထည့်ထားတယ်ဒီလိုသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြစ်မှားသော အပြစ်များကိုဆွတ်တကယ်သို့ဆိုတာဥပရေရှုတော်ကနေတက်ကပ်ဖက်ဖက်ပြောရင်တရားနည်းမကျတယ်လို့တော့ရှိတယ်ဒါပေမဲ့ခရစ်တော်ရဲ့မြစ်တာကဘာမှာဂိယုနာစိတ်ကအရာရာကိုလွှမ်းနေတယ် အေဖဲဩဝါရစာအခန်းကြီး၄ငွေ32ကိုကြည့်ရင်တွေ့နိုင်ပါတယ်။အချင်းချင်းကျေးဇူးပြုခြင်းသနာဆုံမဲ့ခြင်းဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့၏အပြစ်ကိုဆွတ်တော်မူကြသို့အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလော့တဲ့။ခက်ခဲတဲ့ဒေသနာနဲ့ဆိုင်တဲ့ကျင့်စဉ်ဒါကြောင့်ခက်လို့နဲ့လို့ဆိုပြီးဖြတ်တော်မပြစ်ကြပါနဲ့လို့ကျွန်တော်တို့ပြောခဲ့ပြီးပြီနော်။ကျွန်တော်လွယ်လွယ်လေးနဲ့အပြစ်လွတ်နိုင်ကြရဲ့လား။အပြစ်တော်လွတ်လိုက်တယ်ယင်ထဲမှာတော့ ဒင်းကိုမမေ့ဘူးဆိုတာမကြခဏကြားရတယ်။ရည်စရာကြီးဖြစ်မနေဘူးလား။အပြစ်နဲ့နာကြီးခြင်းဆိုတာဟာအတော်ချေဖြတ်ဖို့ခက်တယ်ဆိုတာလူတိုင်းသိပါတယ်။ဘာပဲပြောပြော ကျွန်တော်ကဒီလိုလောက်ကရွတ်ပြီးရွတ်တဲ့အတိုင်းမကျင့်ဆောင်နိုင်တဲ့အတိုင်းခရစ်တော်ရဲ့ကိုစားမေတ္တာအားဖြင့်တော့ဖျားသခင်ဟာကျွန်တော်အပြစ်ကိုလွှတ်ခဲ့ပါပြီ။သူခိုင်းတဲ့သွန်သင်မှုသူသင်ပေးတဲ့ဒေဝနာကို ကျွန်တော်မကျင့်သုံးမိကြတဲ့ကကယ်တင်ရှင်ဆုဆိုတာကို ဘုရားသခင်ကျွန်တော်တို့ရှေ့မှာချထားပေးခဲ့ပါပြီ။တနည်းအားဖြင့်အတိတ်လောကနဲ့မတန်တဲ့စုကြီးကိုသူဟာကျွန်တော်တို့ကိုပေးသနာထားခဲ့ပါပြီ။ကာရိုင်ချက်မှာအသက်အဖေခံခြင်းဟာကျွန်တော်အပြစ်သားအားလုံးကိုစားအပြစ်လွတ်စေဖို့ခံစားပွားရတဲ့ဘုရားသခင်ရဲ့မေတ္တာနဲ့ဆွန့်လွတ်ခြင်းတက်ပေပါပဲ။ဒါကြောင့်ကျွန်တော်ရဲ့အပြစ်တွေဟာဖိတ်မရပါဘူး။ဒါကိုဘယ်လို့မှဖုံးကွယ်ဟန်ဆောင်ဖို့မသင့်ပါဘူးဖုံးကွယ်ဖြည့်ဆည်းလို့လည်းမရကောင်းပါဘူးဒါကိုပဲဘယ်သူကမှအ ကိုယ့်အတွင်းသဘောကိုမသိလောက်ဘူးအမှန်နဲ့ဥကွယ်ဟန်ဆောင်မနေကြပါနဲ့ဖျားသခင်စီမှာချင်းကပ်အသနာခံပြီးအပြစ်ပြရာပြည်ချောင်ဆူတောင်းကြပါတချို့အသင်းတော်အဖွဲ့အစည်းတွေကတော့အပြစ်ကျွေးတွေအတွက်ခွင့်လွှတ်တော်မူပါလို့ဆူတောင်းကြတယ်တချို့အသင်းတော်တွေကျတော့လေမှားယွင်းတဲ့လမ်းတွေကိုရှောက်လန်းမိလို့ဆိုပြီးခွင့်လွှတ်တော်မူပါရဲ့လို့အသနာခံကြတယ်ဘယ်လိုပဲဝဟာရအသုံးနှုံးကို ပြောင်းလဲထားပြီမဲ့အပြစ်ဟာအပြစ်ပါတယ်အပြစ်သားဟာလည်းအပြစ်သားပါတယ် ကုန်လုံးဟာအတူတူနဲ့အနူးနူးကြီးပဲမို့ဘုရားသခင်ရှေ့တော်မှောက်မှာပတနာတော်တို့နဲ့အညီရွတ်လဲရွတ်ဆိုပါပြီးတော့ခရစ်တော်ရဲ့သွန်သင်ခြင်းနဲ့အညီတိုးဝင်ခြင်းကဆုတောင်းပြီးတော့မိမိတို့အပြစ်ဖြေရဖို့ကိုလည်းပြုတ်ရပါတယ်လို့ကျွန်တော်ဒီကနေ့တိုက်တွန်းလိုက်ပါရစေနောက်ကြိမ်စီဆင်မှာဘုရားရှင်ရဲ့နှုတ်ကပတ်တော်များခရိယန်တမန်ကျမ်းရဲ့ဓမ္မသစ်ကျမ်းိုင်းတွေကရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်73ကနေအခန်းငယ်34အထိနဲ့ ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်1ကနေအခန်းငယ်14အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။